အဲဒီနေ့တော့ viral hepatitis ဆိုခေါ်တဲ့ virus ပိုးရိုးကြောင့်ဖြစ်တဲ့အသိအောင်သဝါယောဂအကြောင်းရှင်းပြပေးပါမယ်။ ားလုံးမင်္ဂလာပါကျွန်တော်ဒေါက်တာသုံးခိုင်ပါဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့အသင်းအောင်သဘာဝယောဂါမှာဆိုရင်ကျွန်တော်တို့အသည်းကိုကူးဆက်တဲ့ဗိုင်းရပ်စ်ပိုးကြောင့်အသည်းတွေပျက်စီးပြီးရတဲ့အခါမှာအာဒီခန္ဓာကိုယ်မှာအဝါရောင်ဓာတ်တွေပေါ်အဝါရောင်ဓာတ်တွေများလာတယ်အဲဒီတော့အသားတွေဝါလာတယ်ပေါ့နော်အသည်းရောင်အသားဝါဆိုပြီးဖြစ်တယ်ဆိုတော့အသည်းဆိုတာအဲခန္ဓာကိုယ်ရဲ့အရေးကြီးဆုံးစိတ်ပိုင်းတစ်ခုဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့အသည်းကခန္ဓာကိုယ်ထဲမှာရှိတဲ့အစိတ်တောက်တွေဓာတုပစ္စည်းတွေမကောင်းတဲ့ဓာတ်ပစ္စည်းတွေကိုခြေဖြတ်ပေးတဲ့အလုပ်လုပ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအသည်းပျက်စီးသွားပြီးအသည်းခြောက်သွားပြီးအသည်းကင်ဆာတွေဖြစ်လာပြီးဆိုလို့ရှိရင်တော့ဆိုးရွားတဲ့ကျန်းမာရေးပြဿနာ ာတွေဖြစ်လာနိုင်ပါတယ် ဲ့တော့အရင်ဆုံးအသက်ရောင်သဝါပိုးအသက်ရောင်သဝါပိုး၅မျိုးရှိတယ်။အဲ့တော့ပထမတစ်ခုက hepatitis A လို့ခေါ်တဲ့ HAV ပေါ့နော်။သူကကြတော့ညဉ့်ညမ်းတဲ့စားတောက်တွေဆိုတော့မတန့်တဲ့စားစရာတွေရေတွေကနေတစင်ကူးစက်တတ်တယ်။နောက်တစ်ခုက hepatitis B အသက်ရောင်သဝါ B ပိုးသူကကြတော့သွေးတွေနောက်ခန္ဓာကိုယ်ကထွက်တဲ့အရေတွေပေါ့နော်။အဲ့တော့နောက်မိခင်ထဲကနေခလေးစီကိုကူးစက်တတ်တယ်။အသက်ရောင်သဝါ C ပိုးကကြတော့သွေးကနေအဓိကကူးစက်တတ်တဲ့ပိုးဖြစ်တယ်။သူကကြတော့သွေးအသည်သွေးသွင်းလို့ကူရာတွေနောက်စိတ်ထိုးရတွေပေါ့နော်။မတန့်ရှင်းတဲ့စိတ်ထိုးရတွေထိုးရာနေကူးစက်နိုင်တယ်။နောက်အသက်ရောင်သဝါ D ဆို ာရှိတယ်သူကတော့လူသိနေတယ်ဘာလို့လဲဆိုတော့တဲရောက်တော့ဒီဘိုးကဘီဘိုးရှိတဲ့လူတွေကိုပဲဝင်လို့ရတယ်ပေါ့နော်ဘီဘိုးအခန့်မရှိရင်သူကဝင်လို့မရဘူးအဲနောက်ဆုံးတစ်ခုကတော့ hepatitis E လို့ခေါ်တဲ့တဲရောက်တော့ E ဘိုးအဲသူကကြတော့အစားအစာတွေရေတွေမတန့်ရှင်လို့ကူဆက်တတ်ပါတယ် တဲ့ရောတော့ဘောယောဂါတွေရဲ့လက္ခဏာတွေကကြတော့နံပါတ်၁ကတော့ဖျားမယ်ပေါ့နော်ဖျားတွေတက်လာတဲ့ဒီပိုးကုဆတ်ခံရပြီးရပိုင်းအတွက်မှာအဖျားဖျားလာမယ်လူကမောပန်းနှံနေလာမယ်ပြီးအဆာဆာကျင်စိတ်မရှိတော့ဘူးပြိုရာအန်နာတွေဖြစ်လာမယ်အဲသူရဲ့ထူးခြားတဲ့လက္ခဏာဖြစ်တဲ့အသားဝါခြင်း jaundice လို့ခေါ်ရပေါ့နော်အသားအသားတွေဝါလာတာမျိုးလုံးတွေဝါလာတာအဓိကပဲအဲ့တော့ဒီနေရာမှာဘာလို့လူအသားတွေဝါလာလဲဆိုတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်သွေးထဲမှာဆိုရင်ဒီသွေးနေဦးတွေရှိတယ်အဲ့ဒီသွေးနေဦးတွေကရပောင်း120ပဲအသက်ရှင်နေအဲ့ဒီသွေးနေဦးတွေပျက်စီးသွားပြီဆိုလို့ရှိရင် ဒီသွေးနီဦးတွေဒီပြိုကွဲသွားတဲ့အခါမှာထွက်လာတဲ့ဘီလီရူဘင်လို့ခေါ်တဲ့ဓာတ်သူကအဝါရောင်ရှိတယ်။အဲ့ဒီအဝါရောင်ဓာတ်တွေကိုတဲ့အသေးကခြေဖြတ်ပြီးတော့မှရီမာပြောင်းဝင်တဲ့ပုံစံဖြစ်အောင်ပြောင်းလဲပြီးတော့မှခန္ဓာကိုယ်ကနေစွန့်ပစ်တယ်။အသေးပြက်စီးသွားပြီဆိုရင်အဲ့ဒီအဝါရောင်ဓာတ်တွေကိုမဖြတ်စည်းနိုင်တော့အဲ့တော့မဖြတ်စည်းနိုင်တဲ့အခါမှာအသက်ဝါရောင်ဓာတ်တွေကသွေးထဲမှာများလာပြီးဆူလာပြီးတော့အသားတွေမျိုးလုံးတွေခန္ဓာကိုယ်စိတ်ပိုင်းတွေမှာအဝါရောင်ဓာတ်တွေပေါ်လာတာပါ။အဲတခြားလက္ခဏာတွေအနေနဲ့ဆိုရင်တော့စီးရောင်ကြီးတွေရင်းရင်ကြီးတွေဖြစ်မဲနာဝမ်းသွားလို့ရှိရင်ဖြော့သွားမယ်ဝမ်းရောင်ကဘဝမမဝါတော့ဘူးပြီးရင်ပိုက်တွေတအားနာလာ ားလိမ့်မယ်ဒါသည်အဲတက်ရောက်တော့ဒီကုဆတ်ခံရပြီးတဲ့လက္ခဏာပေါ့နော်နာတာရှည်ယောဂတွေမှာကျတော့ဒီလိုလက္ခဏာတွေကခဏလောက်ပေါ်လာပြီးရင်အဲအကောင်တိုင်းပြန်ဖြစ်သွားတယ်ပေါ့နော်တက်တာသွားတယ်တချို့တွေဆိုလို့ရှိရင်ဘာလက္ခဏာမှမဖြစ်လိုက်ဘူးယောဂပုဂ္ဂိုလ်ဆက်ခံရမှန်းတော့မသိလိုက်ဘူးပေါ့နော်တွေးစစ်ကြည့်မှသိတာမျိုးလည်းရှိတယ် ဲ့တော့ hepatitis ထဲမှာမှာ A နဲ့ E ရကြတော့သူကအစားအသောက်တွေရေတွေကနေအဓိကကူးစက်တယ်ပြီးရင်သူက acute ပေါ့နော်ရေတို့ပဲခဏပဲဖြစ်တာပြီးရင်သူကသူပြန်ပြောက်သွားတယ်အဲ့တော့တလားတလားခွဲလောက်နေလို့ရှိရင်သူကလိုလိုလိုပြန်ပြောက်သွားတတ်တယ်တဲ့တော့က B နဲ့ C ရတော့သတိထားရမယ်ဒီကောင်လေးကသွေးရနေကူးစက်တတ်တယ်နာတာရှည်ဖြစ်ပြီးတော့မှနောက်ဆုံးအသေး6ပြီးတော့အသေးကင်ဆာအဆင့်ရောက်သွားနိုင်တယ် ပီပိုးနဲ့စီပိုးမှာဆေးထိုးအပ်ပေါ့နော်ဆေးထိုးအပ်တွေဝေမျှသုံးဆွဲတာနေကုတက်တယ်။နောက်မတန်ရှင်းတဲ့ပစ္စည်းတွေကိုသုံးပြီးတော့ဆေးမင်းညောင်ထိုးတာမျိုးအဲ့ဒီကနေကုဆက်တတ်တယ်။နောက်အကာအကွယ်မပါဘဲနဲ့လိမ့်ဆက်ဆန္ဒနေကုဆက်နိုင်တယ်။မိခင်ကနေကလေးစီကိုကုဆက်တာမိခင်ကနေကလေးဆိုတာကိုယ်ဝန်ဆောင်ချိန်မှာကုတယ်ကလေးမွေးနေတဲ့ချိန်မှာကုတယ်နောက်နှုတ်တိုင်နေတဲ့ချိန်မှာလည်းကုနိုင်တယ်။အဲနောက်ဆုံးတစ်ခါတော့သွေးသွင်းတာပေါ့နော်ယောဂဘုရှိတဲ့လူရဲ့သွေးကိုမစစ်ဘဲနဲ့သွင်းမိတာနေလည်းကုဆက်နိုင်ပါတယ်။ အဲဒီ chronic နာတာရှည်တက်အောင်တော့ပိုးတွေကဒီ BBOC ကိုပိုးပေါ့နော်အဓိကတော့စီပိုးပေါ့သူကဘာဖြစ်လဲဆိုတော့ဒီစီပိုးရှိတဲ့လူရဲ့80ရာခိုင်နှုန်းလောက်ကနှစ်တွေကြာလာတဲ့အခါမှာအသေးချောက်ပြီးတော့မှအသေးကန်ဆာဆင့်ပေါ့နော်ဖြစ်သွားနိုင်ပါတယ်အဲပြီးတော့ကာကွယ်ဖို့နော်ဒီတက်အောင်တော့ပိုးတွေကာကွယ်ဖို့အတွက်ဆိုရင်တော့ကာကွယ်ဆေးရှိတယ်တက်အောင်တော့ A ရယ် B ရယ်မှာဆိုရင်ကာကွယ်ဆေးထိုးထားလို့ရတယ်ဆိုတော့တက်အောင်တော့ B ပိုးကိုကာကွယ်ထားလို့ရှိရင် D ကလည်းကာကွယ်ပြီးသားဖြစ်သွားတာပေါ့နော်အဲနောက်တစ်ခုကတော့လက်တန်ရှင်ရေစားစားရေအိမ်သာတန်ရှင်ရေပေါ့နော်ဒါကယူဆိုင်ဖို့လိုတယ် ယ်ဒါနောက်တစ်ခုကကျတော့ဒီလူနာတွေရဲ့သွေးတွေခန္ဓာကိုယ်ကထွက်တဲ့အရည်တွေအရည်တွေဆိုတာဒီတလိပ်တွေသံငယ်ရည်တွေနောက်ဒါတွေနဲ့ထိတွေ့တော့မယ်ဆိုလို့ရှိရင်တော့ဒါလက်အိတ်ဆုပ်ပေါ့နော်အဲနောက်စေတဝက်တွေအဲတစ်ခါသုံးစေတဝက်ကိုပဲသုံးမယ်ပေါ့နော်ဒါတွေကတော့ကာကွယ်တဲ့နည်းလမ်းတွေအဲတော့ကာကွယ်ဆေးမှာဆိုလို့ရှိရင်တော့က A နဲ့ B အတွက်ကအရန်ကိုထိရောက်တဲ့ကာကွယ်ဆေးတွေရှိတယ်တဲ့အောင်တော့ B ဘိုးကာကွယ်ဆေးထိုးထားပြီးရင် D ကလည်းကာကွယ်ပြီးသားဖြစ်တဲ့အကြောင်းနှစ်ခုစလုံးအတွက်နော်ဒါတစ်ခါလေးနဲ့ပြီးတယ်အဲကလေးတွေမှာဆိုလို့ရှိရင်မွေးကစားကလေးတိုင်းတဲ့အောင်တော့ B ဘိုးကာကွယ်ဆေးမဖြစ်မနေထိုး ထားတဲ့နော်။အဲ့တော့ကုသဘာဘိုင်းမှာကြတော့တင်းရောတော့ A နဲ့ E ကကြတော့အဲတော်တီးတန့်ကုသစရာမလိုဘူး။သူကသူကလိုလိုပျောက်သွားတယ်ပေါ့နော်။အဲ့တော့နားယူမယ်အားရှိအောင်နေမယ်ရင်းမြများတောက်မယ်။အဲ့တော့ချိန်တန်လို့ရှိရင်ပြန်ပြီးတော့နလန်ထလာတတ်တယ်။နောက် B နဲ့ C မှာကြတော့ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ antivirus လို့ခေါ်တဲ့ B ပိုးအတွက်ဒီပိုးထိန်းချုပ်ပေးတဲ့ဆေးတွေတောက်လို့ရတယ်ဒါပေမဲ့အဲ့ဒီ B ပိုးကတော့ခန္ဓာကိုယ်ထဲမှာလုံးဝအရှင်းပြောက်သွားမလုံနိုင်သေးဘူးပေါ့နော်အဲ့တော့ C ပိုးဆိုရင်တော့95ရာခိုင်နှုန်းလောက်ထိပျောက်ကင်းအောင်ကုသနိုင်တယ်ဒါ C ဆိုရင်တော့ပျောက်အောင်ကုလို့ရတယ် B ဆိုရင်တော့ပျောက်အောင်ကုလို့မရသေးပါဘူးနော်အဲ့တော့အဲဒါဆိုရင်တော့ကျွန်တော်တို့ဒီတက်ရသွားပိုးလေးတွေကြောင်းအားလုံးသိသွားပြီလို့ထင်ပါတယ်အဲ့တော့သိချင်တဲ့မိကုန်နေရှင်ကွန်မန့်မှာမေးထားခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်